ထွေလာဆပြီးတော့တက်လာကြတယ်ဘာလို့သွားပြီးတော့သတိထားမိလဲဆိုအောက်ကမန့်နေကိုသတိထားတယ်သူတို့ကဆက်မလေးဆက်မလေးအကြောင်းရိုက်ထားတယ်နဲ့အဲ့လိုမျိုးပါတူတယ်ပေါ့နော်ပြီးလို့ရှိရင်သမီးတို့ကဒီကားကြည့်လိုက်တာထွေလာလေးကျဲတယ်နဲ့ဆက်မလေးဥမာကျော်ကိုပြေးပြီးတော့မြင်တယ်ဆိုပြီးတော့မန့်တော်တော်များများမှာအဲအဲ့လိုမျိုးလေးပေါ့မြင်တွေ့တယ်ပေါ့နော်ပြီးတော့စိတ်ဝင်စားစရာကောင်းတယ်သူဆပြီးတော့ရိုက်လာကြတယ်လေတော်ကြီးတဲ့မှာလဲပြီးတော့အတန်နေကြနေတဲ့ပုံလေးပေါ့နော်သူရိုက်ထားတာစိတ်ဝင်စားဖို့ကောင်းပါတယ်အပြင်က ကျွန်တော်တို့တကယ်တွေ့ကြုံခံစားနေရပရရဲ့ nebel တစ်ခုပေါ့နော်တကားတစ်ချက်ကိုဖွင့်ပြီးတော့လူတွေလူတွေဒီလူရှင်သူလူသားတွေဘက်ကိုပေါ့နော်ပေးလိုက်တဲ့ message လေးတစ်ခုပေါ့အဲ့လိုမျိုးရုပ်ရှင်ကားလေးလို့ကျွန်မလေးကမြင်တယ်ဒီကောင်။နောက်ဝင်တယ်ဆိုလား။ဦးကလေးကမျိုးရိုးကပါလာတာ။အိမ်မထဲမှာလေတည်သွားတဲ့ဥမောင်ကြီးကိုအပြင်းပြရတယ်။အဲ့ဒီချိန်မှာတော့သူတို့ကဘယ်လိုပြောမလဲပရလောကဒီဝင်ပြီးတော့ကုညီတောင်းတဲ့ချိန်လေးမှာလေသူကြားတဲ့ဒီအကြပေါ့နော်။အာယုံပေါ့။ အဲတယုတ်ဆောင်တဲ့ဒီမျက်နှာအရှင်ပြီးလို့ရှိရင်စမားလေးတို့ဝင်ကတ်တဲ့အချိန်တွေမှာလက်တွေလေးဆက်ဆက်ဆက်နဲ့သူတို့လှုပ်တယ်လေခေါင်းလေးဆောင်းဆောင်းဆောင်းနဲ့အဲ့ဒါလေးတွေကတော်တော်လေးတူပါတယ်ထပ်တူကြတဲ့နေပါအောင်ဟုတ်ဒီငုံကဝိညာဉ်နဲ့တဲတွေမွေးပြီးတော့ခိုင်းစားနေရတယ်နော်အဲ့အဲ့လိုအခြေအနေမျိုးတွေကတော့ရှိခဲ့ပါတယ် အကုန်လုံးမကောဒီလိုမျိုးအောင်မမြင်ခင်အခြေအနေမှာလည်းအရှိပိုင်းနေမှာစမိုင်းတို့ငယ်စဉ်တည်းကကိုယ့်ရဲ့ပါရမီကံတစ်ခုကပါလာတဲ့ခါကျတော့ကြောက်စိတ်ပေါ့နော်ရောမယ်ဆိုတော့အကြောက်တရားတစ်ခုကိုကြော်မှဒီနေရာရောက်တာအဲ့တော့အကြောက်တရားယူကိုမကြော်ခင်အခြေအနေမှာတော့ကြောက်ခဲ့တယ်ထိတ်လန့်ခဲ့တယ်ပေါ့ငါးနောက်ကဘယ်လိုရောက်နေရလဲပေါ့အဲ့လိုမျိုးအခြေအနေမျိုးတွေနဲ့ဖြတ်သန်းခဲ့ရတဲ့နယ်ပယ်တွေအများကြီးပဲရှိပါတယ်ဆမလေးနောက်ဝင်တယ်ဆိုတာသုံးကိုဝင်မှာဟုတ်ကဲ့ကြာကြာဒီလို ဘာလောကကြီးရဲ့အဆက်အသွယ်လို့စကားပြောနိုင်တယ်ဆိုတာပါရမီတမီရဲ့ချိုချော်ထားလို့ကလင်းလူကြီးများအတွက်ဆိုကိုကိုပဲနော်ဆရာမလေးကတော့ ကွယ်လွန်ပြီးသားပေါ့နော်မချွတ်လွတ်သေးတဲ့ပုံကိုယ်တွေကိုချွတ်လွတ်ပုံတွေကိုရှားအောင်ပေါ့ဆရာမလေးကုညီဆောင်ရွက်ပေးနေတဲ့သေသူဝိညာဉ်ဟောဆရာမလေးတော်အောင်မှာကျော်ဖြစ်ပါတယ်ဒီကားလေးရကြတော့ဆရာမလေးတို့ပေါ့နော်ဒီအကယ်ဒမီများစုရှင်ပေါ့ကိုဝင်းလင်ထပ်ပေါ့နော်ဇန်ညွန့်နဲ့ဒါရိုက်တာအဲ့အကိုကနေပြီးတော့သူ့ရဲ့စိတ်ကူးပေါ့သူ တွေ့ကြုံခဲ့ရတဲ့ဒီအတွေ့အကြုံပေါ်ပရလောကနဲ့ပတ်သက်တဲ့တကယ်ဖြစ်ရမယ့်ဟာလေးကိုသူကပေါင်းစည်းပြီးတော့ဆရာမလေးကလည်းဒီပရပိုင်းနေမှာကူညီပေးတယ်လေအဲ့လိုခြေန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 ဲ့သူကချိတ်ဆက်ပြီးတော့ ရုပ်ရှင်လေးအဖြစ်ပေါ်ဖန်တီးလိုက်တာအဲဘလို့ပိုင်းလေးတွေမှာကိုညီပေးလဲဆိုတော့ဆရာမလေးဒီဝိညာဉ်ခေါ်တဲ့အပိုင်းနေပေါ့နော်ဝိညာဉ်ခေါ်လို့ရှင်ဘလို့မျိုးပေါ့ခေါ်လဲပေါ့အမူအရာတွေပြီးလို့ရှင်အဲဘလို့မျိုးလေးတွေပေါ့ဟိုခေါ်သွင်းတဲ့အခါမှာပြောတဲ့ဆိုတဲ့ပြောရန်ဆိုရန်ဟာလေးတွေပေါ့ပြီးလို့ရှင်ဝိပုံစားပုံပေါ့အဲ့လိုအခြေအနေလေးတွေကိုဒီဆရာမလေးကလေးလေးတွေပို့ပြီးတော့ပေါ့နော်ဒီဟိုဘက်ချမ်းအောင်ပေါ့သူဆောင်ရွက်ခိုင်းတာလေးတွေပေါ့ညွှန်ကြားတာလေးတွေအဲ့လိုမျိုးလေးနေတော့တွားတာ ဲဇမလီ view တခုမှတက်ထားတဲ့ဥစ္စာလေးဆိုအဲ့ဒီစကလုံးတိုင်းသူပြန်သုံးတာတွေ့တယ်။ဇမလီဝင်လာခဲ့ဝင်လာခဲ့ပေါ့။နောက်ဟိုနားတယောက်ဝင်လာခဲ့ပေါ့။အဲ့လိုပြောတဲ့ဥစ္စာလေးနဲ့အဲ့မှာကွက်တီပေါ့လေ။သူအဲ့ဒါလေးလည်းသုံးတယ်ဆိုပြီးတော့ဇမလီကိုပြောထားတယ်ကိုက။ ဆမလီယာအိန္ဒိယအကိုကိုဝင်းလင်ထက်ကနေပြီးဆမလီကိုပေါ့သူကုညီဆောင်တဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးတော့အင်တာဗျူးပုံသဏ္ဍာန်လေးပေါ့သူမေးဝတာလေးရှိရဲ။အမှသူကပြောရဲဆမလီပေါ့ဒီကားလေးကိုကျွန်တော်နှက်ဝင်တယ်လို့ပေးထားတာအဆင်ပြေလားတဲ့။ဆမလီကသူ့တော့ပြောလိုက်တယ်ပေါ့နော်ဒါ ဟိုအကိုဘောညီမတို့ကပရပိုင်ဝိညာဉ်ပိုင်နဲ့အလုပ်လုပ်တာဖြစ်တော့လို့အမှန်တကယ်ဆိုလေးချုံနဲ့လို့ပြီးရင်တော့ပို့ပြီးတော့အဆင်ပြေရဲဒါမဲ့ तू ကလှလှပပလေးပေါ့အခြေအနေလေးဖြစ်အောင်နှက်ဝင်တယ်ဆိုတော့အခြေအနေမျိုးကိုသုံးတာနှက်ဝင်တယ်ဆိုတဲ့အခြေအနေကကြာ तू ကဘယ်လိုမျိုးသုံးတာလဲဆိုတော့ဆက်မလေးအမြင်ပေါ့နော်ကြောရွေးနောက်ခံဟိုက तू ကဟိုပေါ့နှက်ဝင်တယ်မျိုးရိုးကနေပြီးတော့မှစဉ်သက်လာပြီးတော့မှဒီလိုမျိုးအခြေအနေတစ်ခုကိုသွားတာအဲအဲ့လိုအခြေအနေလေးဖြစ်တာဖြစ်တဲ့အတွက် तू ကဒီကြောရိုးလေးနဲ့လိုက်အောင်လို့ ီနာမည်လေးကိုသူကနှက်ဝင်တယ်ဆိုပြီးတော့ဗောနော်အဲ့အဲ့လိုမျိုးလေးပေးထားတယ်လို့ဆက်မလေးကတော့စိတ်ထဲမှာခံစားချက်ဖြစ်တယ်။ तू ကမသိဘူး။ Yeah I'm you လာတာဘူး။အစားလာတော့။ကောင်ဝဒီတိဘာလုံးမှာအချောဆုံးအလှဆုံးတော့အုတ်စာဆောင်မျိုးစုံမျိုးရတော့လာတာဖြစ်ချင်းဖြစ်နိုင်တယ်။ဆက်မလေးကတော့သူနဲ့ဓာတ်ရိုက်စပိုးတင်ပေးတဲ့အပိုင်းပေါ့နော်အဲ့အမျိုးဆက်မလေးကမသွားဘူး။ ဒီအခုနာတော့ဇညွန်းဒါရိုက်တာပေါ့ကိုဝင်းလေထက်ကနေပြီးတော့မှအဲဆမလေးရဲ့ကလစ်တွေကိုသူယူပြီးတော့ဒီညလေးမှာပေါ့ဆမလေးရေဒါလေးတွေတော့ကျွန်တော်တို့ထည့်သုံးတယ်ပေါ့နော်အဲအကုန်လုံးပေါ့သူလေးလာပြီးတော့မှသုံးသက်ပြီးတော့မှအကုန်လုံးသွားထားတာဆမလေးနဲ့တော့ဒီတရုတ်ဆောင်ပိုင်းနဲ့တော့ဓာတ်ရိုက်ချိတ်ဆက်တာမျိုးတော့ညွန်ကြားပေးတာမျိုးတော့မဟုတ်ဘူးသူလည်းတထက်သေးပေါ့နော်ဒီဟိုကိုရဲ့လုံဆောင်ချက်တွေကိုလေးလာပြီးတော့မှသူလည်းဒီကလေးလေးတွေကြည့်ပြီးတော့အများကြီးပေါ့ထတ်တူညီအောင်လုပ်နိုင်တယ်နောက်ပုံစံဝတ်တဲ့ပုံသဏ္ဍာန်အစပေါ့နော်သူတို့ အကူကလည်းပြောတယ်အဲ့လိုလေးတွေပေါ့ဆမလေးလောက်ထားရရှိတယ်ပြီးတော့ကြတော့ဆမလေးကူညီရတဲ့အပိုင်းလေးရကြတော့ဟိုပေါ့ဒီကာလီယုံတင်သွားတဲ့ခါကြလို့ရှင်မကြွတဲ့အခြေအနေကိုပေါ့ယုံသူရှိတယ်မယုံသူရှိတယ်လက်ခံသူရှိတယ်မလက်ခံသူရှိရပေါ့အဲ့တော့အဲ့မှာသူကသဘောထားကွက်လဲမှုလေးတွေပေါ့နော်နည်းနည်းလေးအေးလာမမဟုတ်လို့ပေါ့ဒီသေယုတ်ဆောင်တဲ့သူတွေပဲချာမှာလဲ exacted တွေရှိရလေစိတ်လှုပ်ရှားကြရဘယ်လိုမျိုးမတ်နေလာမလဲပေါ့ငါတို့ဘယ်လိုဝေပန်းမလဲအဲ့ဒီအပိုင်းလေးတွေအချမ်းမှာတော့ဆမလေးက အဲဒီပရပေါ့နော်ရှိတယ်ဆိုတဲ့အခြေအနေမျိုးဒီဘက်ကရုပ်ချင်တဲ့ချိတ်ဆက်ပြီးတော့ပေါ့ကိုတွေ့ကြုံခဲ့တဲ့ expedent နဲ့အကောင်လုံးရောပြီးတော့လှုပ်ကူညီပြန်ပေးတာပေါ့အဲ့ဒီပိုင်းလေးဆမာလီယာတတ်နိုင်ဆုံးတော့လှုပ်ပေးထားတယ်ပေးပြီးသားလူတွေဝင့်နေနာနာဘာဝလောကောင်းမြင်နေဆိုတာဟဲ့လားဘာလို့လောကနဲ့ဆက်ဆက်နေတာဒီပရပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အတွေ့အကြုံတွေကတော့ကိုကတော့အမြဲတမ်းသူတို့နဲ့ငယ်စဉ်တည်းကပေါ့ဆက်ဆက်ပြီးတော့ ဟိုအထီတွေ့ပေါ့နော်အပြောဆိုတွေအများကြီးပေါ့သူတို့လာကူညီတောင်းခံတာရှိတယ်ကိုဝိပုကျေးတွေမှာအများတန်းလိုချင်လို့လာတာရှိတယ်အစားတပြေအဲ့လိုမျိုးအပိုင်းတွေမှာတော့အဲမှတ်မိတဲ့အခြေအနေတခုဆိုတော့ဆံမလေးတို့ဒီပေါ့ကြောက်စရာကြောင်းပေါ့နော်အဲ့မှာဆံမလေးကြောင်းဆောင်တွေလည်းလှူထားတယ်ကြောက်စရာဖမုံကြီးကြောင်းတခုမှာဝေဘူးတောင်ကြီးမှာရှိတယ်သူကလည်းအဲ့ဒါကြောင်းလဲနည်းနည်းကြားတယ်ပေါ့မြို့ဆောင်လဲအဲ့ဒီတောင်ကြီးကုန်းကြီးကလည်းနည်းနည်းလေးကျန်းတယ်ပေါ့နော်သူတို့ရွာတွေကပြောကြတယ် အဲ့ကိုလည်းတောင်းတောင်းညနေခင်းပိုင်းနေဆိုတိတ်မဲ့သွားတယ်ဒါပေမဲ့ဆက်မလေးကလည်းဘလို့ပါမီလည်းတော့မသိဘူးအကြောင်းတရားပေါ့နော်ဒီနေရာမှာသာသနာပြုရမယ်ဆိုတဲ့အခြေအနေတစ်ခုဖြစ်လာတာဖြစ်တဲ့အဲ့ဒီမှာဆက်မလေးចောင်းသွားလူတယ်ဇေဒီတွေထီးတင်တာရှိရဲ့ပြီးတော့ဒီအဘာကြီးအောင်မင်းကောင်ပေါ့နန်းနေသွားလူတယ်အဲ့မှာသွားလူတဲ့အချိန်မှာဆက်မလေးကအဲ့ចောင်းဆောင်တစ်ခုမှာပေါ့တဲတယ်ပေါ့တဲတဲ့ခါကျအဲ့ចောင်းဆောင်မှာလည်းအဲ၆တဲ့အခြေအနေမျိုးရှိရဲ့ဆိုတော့သိတယ်တောင်းတောင်းလည်းအဲ့ចောင်းဆောင်လည်းဘယ်သူမှမနေရဲဘူးဒါပေမဲ့ကိုကတော့ရောက်ပြီဆိုအဲ့ဒီအဆောင်လေးမှာပဲတဲတာအဲ့မှာဖြစ်ချင်တော့ တဲနေတဲ့နေမှာပေါ့နော်ဆံမလေးအတန်ကလေးတွေနဲ့ပေါ့ဒီ line အလုပ်ပေါ့နော်ဝိညာဉ်ဟောလေးကိုဆံမလေးကလှုပ်တယ်ဟိုဒီတိုင်းရိုးရိုးတန်းတန်းလာပြီးတော့မေးပြီးတော့ပိုကင်းနဲ့သွားပြီးတော့ကူညီပေးရလဲရှိတယ်တချို့ရေကြတော့ကြာတဲ့အချိန်လေးတွေမဆောက်နိုင်တာလေးရှိရခါကျတော့ကိုနိုင်တဲ့လောက်လေးပေါ့ဒီဟိုချက်ပေါက်တို့ဘာတို့ကနေဆံမလေးတို့မက်ဆန်ဂျာကနေပြီးတော့အဲ့လိုဟောလေးတွေလောက်တာရှိအဲ့ဒါဟောနေတာဟောနေတဲ့အချိန်မှာဖြစ်ချင်တော့ကျောင်းဆောင်ပေါ်မှာလည်းကိုတယောက်တည်းပဲရှိတာအဲ့ဒီအချိန်မှာအခန်းထဲကကိုကအထွက်ပေါ့နော်ထွက်ပြီးတော့ဒီဖုန်းကိုကင်ပြီးအတန်ကလေးနဲ့ ခေါ်ပြီးတော့ထွက်လာတာအဲ့ခုံမှာ तू ကထိုင်နေတာအရှိမဆက်ဒီကုံလေးမှာចောင်းပေါက်လေးမှာအဝင်အတက်ပေါ်အပေါက်နားမှာထိုင်နေချိန်မှာတိတိတသားကြီးအဲ့ချိန်မှာတော်တော်ခံစားချက်ကပြင်းတယ် तू ကဖတ်ဆိုမတ်တဲ့အရက်ကိုကလည်းအဲ့နားမှာအရောက်ကိုနဲ့သူနဲ့ကဒီလိုပေါ့ထိမလို့ပေါ့နော်အခြေအနေမျိုးပေါ့ဖြန်းကနေဆိုခေါင်းကကြီးထွက်သွားပြီးတော့မှအဲ့လိုပေါ့မျက်နှာနဲ့ထိသွားတဲ့အခြေအနေတစ်ခုကိုဆက်မလေးခံစားလိုက်ရတယ်ဒါမဲ့ကိုကခုနတည်းကဒီပရနဲ့ပတ်သက်ပြီးတော့ဆံမလေးဒီဆက်နွယ်နေတာအချိန်နေဆိုတော့ဒီတိုင်းလေးပဲပေါ့နော်။အော် तू ငါနာထသွားတယ်ဗောငါလာလို့ဆင်းနေဆိုအချိန်နေပဲဆက်မလေးကလှုပ်လိုက်တာเจ้าကြီးကလည်းမိရထိန်လင်းနေရခါကြတော့เจ้าဆောင်ကြီးကတောင်ကုန်းမှာရှိရဲ့မိရထိန်လင်းနေရခါကြတော့ဇမလေးဒီဖြစ်သွားတဲ့ကိစ္စကိုဇမလေးကဘာလို့မှလည်းမပြောသလိုပေါ့နော်ဒီပြည့်လူလည်းပြောစရာလည်းလူမရှိဘူးလေเจ้าမှာကိုတယောက်တည်းဖြစ်အဲ့အချိန်မှာဖြစ်ချင်တော့အဲ့เจ้าရဲ့ရှောက်လန်းကိုတက်လာတာပေါ့နော်ဒီเจ้าကဖုံเจ้าသားတယောက်သူကလှမ်းပြီးတော့တွေ့တယ်တဲ့ ဆမလေးတဲ့ခုနဘဒူစင်းသွားလေတဲ့အကြောင်းကသူကလှမ်းပြောတယ်ပြောကိုကလည်းကြောင်သွားဟဲ့ဘဒူစင်းတာတော့ဘဒူမှမစင်းဘူးလေငါတက်ဝဲရှာမဟုတ်ဘူးတဲ့ယောက်ျားတယောက်စင်းသွားတာတွေးလိုက်တယ်တဲ့အဲ့လိုမျိုးပေါ့အခြေအနေလေးပေါ့နော်အဲအဲ့ဒါတော့ခုနလိုပေါ့ဒါမကြသေးခင်ကဆမလေးတွေးကြုံခဲ့တဲ့အခြေအနေအဲ့ဒီအချိန်မှလည်းအများကြီးပေါ့လေးရှိပါတယ်ဒါကြတော့ခုနပေါ့ကိုစတင်တဲ့နယ်ပယ်တစ်ခုဒီဆီယမ်လောကရဲ့မရောက်ခင်ဖြတ်တဲ့ကာလတစ်ခုလောကကြတော့အဲ့လိုပေါ့ညဘက်တွေမိုးချုပ်တယ် ပြန်တဲ့ခါကြိုင်းဆမလေးတို့စယ်နာရီစကွဲ17နာရီလောက်မှစတင်စာကြဝိုင်းနေသွားတော့အဲ့မှာကြတော့အမှန်တော့ကကြတော့ဆမလေးဖြူဖြူကြီးပေါ့ပိတ်တာကြီးပေါ့နော်အဲ့ဒါကြီးဆမလေးတွေ့ဘူးတယ်လှေကားပေါ်မှာလုံး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 နဲ့အဲ့လိုမျိုးကြီးပေါ့သူတက်လာတာကိုကလည်းဒီကဘယ်ဒီဘိန်းနဲ့အပြန်ပေါ့နော်သူကလည်းတက်တယ်တက်လာတဲ့အချိန်ကိုကအဲ့ချိန်မှာဘာဖြစ်သွားလဲဆိုတော့တဒင်ကပေါ့ကြောင်အန်းသွားတယ်ဘာကြီးလဲပေါ့ဆိုပြီးတော့အဲ့လိုကြီးပေါ့နော်အန်းပြီးတော့မှဖြစ်သွားအဲ့ချိန်မှာကြည့်လိုက်တော့ဘာမှခန္ဓာယုံမပါဘူးသူမှလုံးလုံးကြီးပဲတွေ့တယ်ပေါ့နော်ခေါင်းလုံးလုံးကြီးပုံသဏ္ဍာန်ပေါ့ စပင်းကြီးနဲ့လိမ့်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 နဲ့တက်လာအဲ့လိုပုံသဏ္ဍာန်ကိုလဲဒါတွေ့ဘူးတယ်တွေ့ဘူးလားတွေ့ကြုံကြတော့အများကြီးပေါ့စမလေးကတော့ထွေလာကြည့်ကြတယ်တော်တော်ကိုစိတ်ထဲမှာပေါ့နော်ကျင်းနဲ့အားရတယ်သူတို့ရိုက်ထားတဲ့ဒီအတန်နေပေါ့ပြီးလို့ရှင်ဟိုညဘက်ပေါ့အိတ်နေတဲ့အချိန်မှာလေသူထားလိုက်တယ်လေဖတ်ဆိုပြီးတော့အတန်ကြားလို့ပေါ့အဲ့စိတ်ရတိပေါ့နော်အာယုံတစ်ခုပေါ့ရတဲ့ရိုက်ရိုက်ကွင်းပေါ့ရိုက်ွက်တွေသူဒီမင်းသမီးပေါ့နော်တေးဥဆောင်နဲ့မျက်နှာအနေအကုန်လုံးအရန်ကောင်းတယ်တုံးထားတာတကယ်ဟိုပေါ့ကြည်နေနေပေါ့ ဘာဖြစ်တော်မလဲဘာဖြစ်တော်မလဲဆိုတော့ပိဋိဒတ်မှာလည်းအဲ့လိုမျိုးပေါ့ခန်းစားချက်ဖြစ်တယ်ကွာအဲအဲ့မှာနောက်ဖိပတ်နေပေါ့နော်ဆက်မလေးဒီသူတို့ပြီပြီးတော့လေးထွက်လာတယ်လေရှိုးပွဲလေးလေးအမှသူတို့ကြည့်ပြီးတော့ထွက်လာတော့ပြောရလေအပြင်ရောက်မှတက်ရှူနိုင်နေတယ်အဲ့ဒီမှန်လေးလည်းတွေ့တယ်အရင်ကသူတို့စိတ်ဝင်စားပြီးတော့ဟိုပါပေါ့ကြည်နာပေါ့နော် line တစ်ခုကိုခွဲထွက်ပြီးတော့သွားနိုင်တဲ့ခြေနေတစ်ခုလို့ဆက်မလေးကတော့မြင်တယ်တာမန်မဟုတ်ပဲနဲ့ပေါ့ဆက်မလေးကတော့ရိုက်ထားတဲ့ရိုက်ချက်တွေရောပေါ့နော်ဒီတရုပ်ဆောင်မှုအပိုင်းနေရတော့အကုန်လုံးလူလေသိမရှိပေါ့ အဲ့လိုမျိုးလေးအားအကျဉ်းနဲ့တာတွေ့တယ်ဆာမလေးလည်းအကယ်ဒမီရမယ်လို့စိတ်ထဲမှာထင်နေပါတော့မျော်လင့်နေအဲ့တော့ဒီအားဖြည့်ထားရပေါ့နော်ဒီမင်းသမီးလေးပေါ့ဒီဇက်ကောင်လေးဘက်ကလည်းအများကြီးပေါ့သူလှုပ်ထားတယ်။တာမန်ပေါ့ရိုက်လေရိုက်ထားရှိတဲ့အခြေအနေတစ်ခုမဟုတ်ဘဲနဲ့အဲမမြင်ရတဲ့အခြေအနေနဲ့ပဲတစ်ခုပေါ့ဒီဘက်ချမ်းမှာပေါ့ဟိုထိုးဖောက်ပြီးတော့ပေါ့နော်သူရဲ့တရုတ်ဆောင်ွက်တွေပြီးွားလို့ရှိရင်ဇညွန်းတိုက်တာဘက်ချမ်းကလည်းဒီမီးရလင်းမောင်ကြီးအားစာပေါ့ဒီအနောက်က ဝိညာဉ်ပိုင်းတွေဝင်လာတဲ့အခါမှာအတန်နေပေါ့အဲ့လိုမျိုးတွေကဒီကြည်နေတယ်ပေါ့နော်ပြိတ်တက်ကိုအများကြီးပဲဆွဲဆောင်မှုတွေရှိရဲဟိုဒီတခန်းပြီးရင်နောက်တခန်းမှဘာလာမလဲဆိုတော့စိတ်တွေနဲ့ပေါ့အကုန်လုံးပေါ့ကြည်ကျင်နေတဲ့စိတ်ပေါက်တယ်ပြီးတော့ဟိုပြောမှဆိုနမူနာပေါ့နော်ရုပ်ရှင်ကားကြီးလုံးဝအပီးထိမကြည့်ရသေးတော့နမူနာလေးကြည့်လိုက်တာနဲ့ကြည်ကျင်စိတ်ပေါ့ပေါက်တဲ့အခြေအနေမျိုးတွေပေါ့နော်ဆွဲဆောင်မှုတွေရှိရဲအော်ကြည့်လိုက်တော့လေဇက်ဖို့ဇက်ရအကုန်လုံးရောတယောက်ဆောင်မင်းသားမင်းသမီးတွေရော ဇညွန်ဒါရိုက်တာဘက်ကရောအကုန်လုံးပေါ့ဟိုအရန်ပေါ့အားဆိုင်ပြီးတော့မှစူးစမ်းပြီးတော့ပေါ့လှုပ်ထားတဲ့အပိုင်းလိုဆက်မလေးကတွေ့တယ်ဆက်မလေးကဘာပြောချင်လဲဆိုတော့ဒီနတ်ဝင်တဲ့ဆိုတဲ့ဇကားလေးကိုပေါ့နော်ကြိလိုက်တယ်ဆိုရင် message တစ်ခုပေါ့အကုန်လုံးမှရင်ထဲမှာကြံခဲ့လိမ့်မယ်အဲ့ဒါလေးကဘာလေးလဲဆိုတော့လူတိုင်းလူတိုင်းဟာမွေးဖွားခြင်းပြီးလို့ရှိရင်တည်ဆုံးခြင်းဆိုတာလာတယ်အတည်ဆုံးခြင်းကတကားတစ်ချက်ကိုပေါ့တွန်းဖွင့်လိုက်တဲ့ရုပ်ရှင်ဇာတ်ကားတစ်ခုလို့ဆက်မလေးကမြင်တယ်အကုန်လုံးကကိုယ်သားပြော်သမီးပြော်ပေါ့နော်အပြော်တွေအားလုံးနဲ့ သိရမယ်ဆိုတဲ့အချိန်လေးကိုအားလုံးမမေ့တတ်ကြတယ်အဲ့တော့ဒီကားလေးကိုကြည့်ပြီးဆိုတော့ငါဒီလေတနေ့ကျရင်သိပြီးတော့မှမကြွမလို့တဲ့အချိန်လေးတစ်ခုများငါဒီရောက်ခဲ့သည်ရှိတော့ငါ့ကိုကူညီမဲ့လူများရှိပါမလားပေါ့နော်အဲ့လိုမျိုးအချိန်လေးမရအောင်ပေါ့အခုအသက်ရှင်စင်မှာတခါလေတန်းကျွတဲ့အချိန်မျိုးဖြစ်ဖို့အတွက်ကျင့်ကြံအားထုတ်ပါဆံမလေးကအဲ့ဒါကိုပေါ့ဆံမလေးကိုချစ်တဲ့ပရိသတ်ကနတ်ဝင်တဲ့ကားကိုကြည့်ပြီးတော့မှပေါ့နော်အဲဟိုဘယ်လိုပြောမလဲခန်းစားချက်ပေါ့မက်ဆေ့လေးတစ်ခုပေါ့ရပြီးတော့မှအဲ့ဒီမက်ဆေ့လေးကိုပေးခြင်းနဲ့ဆံမလေး